အိန္ဒိယလေယာဉ်မတော်တဆဖြစ်ရက်မှာထူးဆန်းတဲ့နိလန်းနဲ့အသက်ရှင်နေခဲ့တဲ့သူနှစ်ဦးပြည်သူများအားလုံးပဲမင်္ဂလာပါရှင် Global Media News Page ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်လို့ခြိုဆိုပါရစေ။လောကကြီးမှာမနေ့ပြန်ဆိုတာမသေးကြသလိုအချိန်မရွေးလောကကြီးကနေထွက်ခွာသွားရနိုင်တယ်ဆိုတာကိုပြီးခဲ့တဲ့အိန္ဒိယကလင်းရမတော်တဆဖြစ်ရက်ကိုကြည့်ပြီးတော့လူတွေကတန်ဝေကရနိုင်ကြတာဖြစ်ပါတယ်။ဇော်လ12ရက်နေ့ကလင်းရမတော်တဆမှုကအိန္ဒိယနိုင်ငံအထွတ်တော့ကျောက်စီယာအကောင်းဆုံးလင်းရမတော်တဆမှုဖြစ်စဉ်နဲ့မှာတောင်ပါဝင်ပါတယ်။ဒါအပြင်ခီးတွေကလည်း241ရောက်တောင်ကွယ်လွန်ခဲ့တာကြောင့်ဖြစ်ပါတယ်။ လျင်မှာစည်းလာသမျှခီးတဲ့အားလုံးလေးပါ ထွက်ပြေးဖို့အခွင့်အလမ်းတောင်မရှိခဲ့ပါဘူး။ဒါပေမဲ့ဒီဖြစ်ရက်ကနေအသက်ရှင်သူ2ဦးတော့ရှိနေခဲ့တာပါ။လျင်ကအမြင့်ပေ600ကျော်ကနေစပြီးတော့ဆက်ချွရင်မှုဖြစ်လာပြီးလျင်မှုကထိန်းချုပ်လို့မရတော့ပါဘူးဘလို့မှထိန်းချုပ်လို့မရတော့သလိုမိခိုးရီယာစထွက်လာခဲ့တာပါအောက်ကိုမထိုးချခင်မှာကလေးကလျင်တဲ့လူတွေကမိခိုးငွေတွေနဲ့ပိတ်မိနေခဲ့ပါပြီလျင်ကအရှိန်နဲ့စေးချောင်းသားတွေနေတဲ့အဆောင်စီကိုဝင်တိုက်ခဲ့တာပါ ဝင်တိုက်တာနဲ့တပြိုင်တည်းမိထလောင်သွားတာဖြစ်တဲ့အတွက်လေရင်အတွင်းကနေတဲ့သူတွေကပြေးဖို့မဖြစ်နိုင်ခဲ့ပါဘူးဘယ်သူမှအသက်ရှင်မဲ့သူမရှိတော့ပါဘူးလို့ထင်ထားခဲ့ပေမဲ့အမျိုးသားတအူးကအသက်ရှင်နေခဲ့တာဖြစ်ပါတယ်အသက်38နှစ်အရွယ်မျိုးသားတအူးက အိန္ဒိယလူမျိုးတစ်ယောက်ဖြစ်ပါတယ်လန်ဒန်ကိုပြန်ဖို့အတွက်စီးလာခဲ့ရကနေအိန္ဒိယလေးချောင်းလိုင်းကိုရွေးချယ်ခဲ့မိတာပါလေရင်ကထိုးချသွားချိန်မှာအမျိုးသားရဲ့ခုံကပါဖြစ်စည်းသွားခဲ့ပါတယ်လေရင်တစ်ခုလုံးဖုံမှုန့်နေနေဖြစ်နေတယ်အဲ့ဒီအချိန်မှာအမျိုးသားက အပေါက်လေးတစ်ခုကိုတွေ့လိုက်တယ်။အလင်းရောင်ပေါက်လေးတစ်ခုကိုတွေ့လိုက်တာနဲ့အဲ့ဒီအမျိုးသားကထားလျှောက်လာပြီးတော့ထွက်လိုက်တဲ့အချိန်အပြင်းအယောက်သွားခဲ့တာဖြစ်ပျက်တရားမြန်ဆန်တဲ့အတွက်သူ့ဘေးမှာဘယ်သူတွေရှိလဲဆိုတာတောင်သတိမထားလိုက်မိဘူး။သူ့အပြင်းအယောက်လာပြီးစက္ကန့်ပိုင်းအတွင်းမှာပဲလေရင်ကြီးတစ်ခုလုံးကမိထပေါက်သွားခဲ့တာဖြစ်ပါတယ်။သူကမမြင်နိုင်တဲ့အရာတချို့ကကယ်တင်လိုက်တယ်လို့တောင်ဆိုရမှာဖြစ်ပါတယ်ဒီလိုနဲ့အဲ့ဒီအမျိုးသားက လေရင်စီးနင်းလာသူ242ယောက်ထဲမှာတဦးရဲအသက်ရှင်ခြင်းရသူဖြစ်သွားခဲ့တာပါ။နောက်ထပ်ကန်တရားကအကွယ်လွန်ခွင့်မပေးသေးဘဲမတော်တဆနေလုခဲ့ရသူကတော့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။အဲ့ဒီအမျိုးသမီးကမတော်တဆဖြစ်မဲ့လေရင်ပေါ်မှာလိုက်ပါစီးနင်းဖို့စီးရင်နဲ့လဲပါပြီးသားပါ။လက်မှတ်လဲဖြတ်ထားပြီးပြီဖြစ်ပေမဲ့လေရင်ပေါ်မရောက်သွားခဲ့ပါဘူး။အကြောင်းရင်းကတော့လေစိတ်ကိုလာတဲ့လမ်းမှာကားပိတ်နေခဲ့တာကြောင့်ပါ။အမျိုးသမီးကတနာရီ38မိနစ်မှာထွက်မဲ့လေရင်ကိုစီးဖို့လာခဲ့ရာက နေလမ်းမှာကားပိတ်ပြီးတော့ကြာနေခဲ့ပါတယ် ဆယ်မိနစ်လောက်နောက်ကျသွားတဲ့အတွက်လေစိတ်ကိုသူမရောက်တဲ့အချိန်မှာလေရင်ရထွက်သွားပါပြီဆယ်မိနစ်နောက်ကျတာကအသက်ဘေးကနေကတင်လိမ့်မယ်လို့လည်းသူမအနေနဲ့မထင်ခဲ့ပါဘူးနောက်ကျပြီးခီးစင်လွတ်ပြီးတော့လေရင်လက်မဲ့ရှုံးသွားတာတော့ဘဝင်မကျဖြစ်နေခဲ့သေးတာပါဒါပေမဲ့မိနစ်နိုင်ငယ်ကြာတဲ့အချိန်မှာတော့ဆယ်မိနစ်နောက်ကျပြီးတော့လေရင်လွဲသွားတာကသူမတပွားလုံးကိုကတင်လိုက်တယ်ဆိုတာသိလိုက်ရပါတယ်တကယ်လို့ဒါနောက်မကျခဲ့ဘူးဆိုရင်တော့အမျိုးသမီးကလည်းလေရင်မတော်တဆမှုတွေကိုပါသွားခဲ့မှာဖြစ်ပါတယ် ဗုဒ္ဓဘာသာယူဆဆိုရင်တော့လူတွေကကွယ်လွန်ရမယ့်ကံမပါသေးဘူးဆိုရင်ကွယ်လွန်မဲ့ကံတရားကလည်းအမျိုးမျိုးရှောင်တိန်သွားရတတ်ပါတယ်။ဒီလူနှစ်ယောက်ကနေရမယ့်ရက်မပြည့်သေးတဲ့အတွက်အသက်ရှင်ချင်းနေခဲ့တဲ့သူတွေဖြစ်ပါတယ်။လေမတော်တဆဖြစ်ရကနေမထင်မှတ်ထားလောက်အောင်ကံကောင်းခဲ့ရတဲ့သူနှစ်ဦးအပေါ်ပရိသတ်တို့ရဲ့အမြင်လေးပြပြပေးခဲ့ပါအောင်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်